ဧပြီလ18ရက်မနက်ပိုင်းကစပြီးစစ်ကောင်စီတပ်တွေကလာရှိုးမြို့ကိုပြန်လည်ဝင်ရောက်လာပြီလို့ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီတပ်တွေမြို့ထဲဝင်လာချိန်လာရှိုးမြို့ဝင်လမ်းတွေဖြစ်တဲ့အကြောင်းပဲသီဘောလာရှိုးလမ်းနဲ့မိုင်းရဲဟိုရနောင်မွန်လမ်းတွေကိုမနက်ပိုင်းမှာကုကန်တပ်ကယာယီပိတ်ထားခဲ့ပါတယ်။ဒါမြို့ထဲကိုဝင်လာတဲ့စစ်ကောင်စီရင်တန်းကိုလမ်းတစ်လျှောက်ဂျားဖြတ်တိုက်ခိုက်မှုတွေမရှိအောင်လှုံ့ဆော်တာဖြစ်တယ်လို့စစ်ရေးလေလာစောင့်ကြည့်သူတွေကပြောပါတယ်။ဒါအပြင်ဒီနေ့မနက်မှာစစ်ကောင်စီတပ်တွေနောင်မွန်လာရှိုးလမ်းမကြီးကနေလာရှိုးမြို့ထဲကို အိမ်စီကအစီး20လောက်နဲ့ဝင်ရောက်လာတဲ့ video file social media မှာပြန့်နှံ့နေပြီးပြန်ဝင်လာတဲ့စစ်ကောင်စီတပ်နဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကိုဝါတက်ဖွဲ့ကပါပူးတွဲပြီးလုံခြုံရေးယူပေးနေတယ်လို့မြေပြင်အခြေအနေသိရှိသူတွေကပြောပါတယ်စစ်ကောင်စီနဲ့ကိုကန့်တက်ရဲ့သဘောတူညီမှုအရလာရှိုးမျိုးရဲ့ရက်ွက်12ခုကိုသာစစ်ကောင်စီကနေရာယူအထိုင်ချမှာဖြစ်ပြီးလာရှိုးကနေနိုင်ရန်ဘက်အထွက် AD တရအပြင်ဘက်မှာမြို့ပတ်လေကိုတော့ကိုကန့်တက်တဲ့မဟာမိတ်တပ်တွေကတပ်ဆွဲထားမှာဖြစ်တယ်လို့ကိုကန့်တပ်ဖွဲ့နဲ့နှိဆက်သူတွေကပြောပါတယ် ။လာချိုမြို့ကတချို့ကတော့ပြိပက္ခကာလတွေတုန်းကနေအိမ်တွေဆွန့်ခွာထားခဲ့ရပြီးစစ်ကောင်စီပြန်ဝင်ပြီးဆိုရင်မြို့ကိုပြန်လို့ရပြီးဆိုပြီးလက်ခံသူတချို့ရှိနေပါတယ်။တစ်ဖက်မှာလည်းကိုကန်တက်လာပိုင်းအကြအုပ်ချုပ်ခဲ့တဲ့ပုံစံနဲ့နှိုင်းရှင်ပြီးနေမြဲတိုင်းဆက်လက်နေထိုင်လိုသူတွေလည်းရှိနေပါတယ်။စစ်ကောင်စီပြန်လဲဝင်ရောက်လာတဲ့အပေါ်မြို့ကန်တွေရဲ့သဘောထားဘယ်လိုရှိပါသလဲ။လာရှိုးမြို့ကန်တူပြောတာက ဒီတက်တဲ့အုပ်ချုပ်တုန်းကတလို့မွေးထားတဲ့ပြည်သူဖြစ်တယ်ဆိုတော့အားဆိုးတယ်။နှောင်းမ6နိုင်ရနေပြီးတော့မှမနက်6ည6အဲ့လိုမျိုးမှချက်လို့ရှိတယ်။6နိုင်ထိုးပြီးမနစ်ငဲငယ်လေးဆက်မှလည်းပြည်သူဖြစ်တယ်ကနေပြီးတော့အိမ်ထဲထိဝင်ရိုက်တာတော့ဖေလူရောပါရိုက်တာတော့အဲ့လိုမျိုးတွေကလေဒီ30 20ခေါက်ပြီးပြီးတော့10လလောက်ကိုလာရှုမှငရဲကြတယ်လို့ပဲခံစားနေရတာတချို့ပြစ်တတ်ခံရတယ်။အိမ်ချင်းရောက်မှပြစ်တတ်တာရှိတယ်။အဲ့လိုမျိုးထပ်ပြီးလုံမအောင်ချက်တယ်။ခုကဒီလိုထွက်သွားတဲ့အတွက်လည်းလင်းရင်တော့မကျဲဘူးဆိုရလဲစိတ်တော့ချမ်းသာတယ်ဒါပေမဲ့တလို့ကမယုံကြည်ဘူး ခုလူတော်တော်များများကဘယ်လိုဆိုစစ်တော်တိုက်ပြီးမှဆက်ကြည့်ထုတ်တော့တုံးထူတာတွေရှိရဲလေရင်ဘုံကျရဘူးသမတ်မဖောက်ရဘူးစစ်ပါမထုတ်ဆောင်ရဘူးလို့တို့ကအမခက်နဲ့ပြင်းထားပြီးဝင်လာပေမဲ့လူတွေကတလို့ပြစ်စာမရှိတာကိုသိနေတဲ့အတွက်ပုံပြီးစိုးရိမ်နေပြီလားနောက်ဆက်တစ်ဖက်စစ်ဖြစ်မှာကိုကြောက်နေကြလားပြအခုကိုကန်ဘဝနဲ့နောက်ပိုင်းမှာမဆန်လို့ဆိုလည်းမရှိဘူးကိုဆိုလူရမှာမဟုတ်ဘူးဆိုလွလွလပ်လပ်သွားလို့ရတယ်တညလုံးလဲဘာမှမဖြစ်ဘူးပေါ့နော်အဲ့ဒါကြီးကွာဟာချက်ရှိတယ် ကိုကတဟာတစ်တုံညာနှစ်ခုနဲ့ဆစ်စင်အတွင်းမှာလောက်ကင်ပြင်ရှမ်းမြောက်ကသိန်းနီကွန်းလုံနဲ့လာရှိုးမျိုးတွေကိုသိမ့်ပိုက်ထားပြီးကိုကန့်ထူးဒေသတစ်အဖြစ်ထည့်သွင်းအုပ်ချုပ်ခဲ့ပါတယ်။အခုတော့လာရှိုးမျိုးကပြန်လည်ဆုတ်ခွာပြီးဖြစ်ပြီးဧပြီ22ရက်သကြံပြီးပထမဆုံးရုံးတွေပြန်ဖွင့်တဲ့ရက်မှာ စစ်ကောင်စီကမြို့ရဲအုပ်ချုပ်ရေးကိုစတင်မယ်လို့သိထားရပါတယ်။နားရှုံမြို့ပြင်ကိုကန့်သိမ့်ပိုက်ထားတဲ့အသိနီနဲ့ကွန်းလုံမြို့တို့ကိုလည်းစစ်ကောင်စီကပြန်လည်တောင်းယူနေပြီးဒီမြို့နှစ်မြို့နဲ့ပတ်သက်လို့နောင်လာမဲ့တရုတ်ဂျားဝင်တဲ့ဆွေးနွေးပွဲတွေမှာဆက်လက်စကားပြောကြပွဲရှိတယ်လို့စုံစမ်းသိရှိရပါတယ်။ဒါကိုကြည့်ရင်စစ်ကောင်စီဟာရှမ်းပြောက်ကကိုကန့်နဲ့လောက်ကန်ကလွဲလို့ကြံထိန်ချုပ်ဒေသတွေကိုတိုက်ပွဲဖော်ဆောင်တာမျိုးမလုပ်တော့ဘဲတရုတ်အားကိုနဲ့ပြန်လည်ရယူနိုင်ပြီးအဲ့နောက်တအန်းတက်ထိန်ချုပ်ဒေသတွေကိုစစ်စင်ရေးတွေပို့တိုးလှုပ်လာနိုင်တယ်လို့ 所以你俩上级都布置是要个表白嘞。骨干听晓得你的古咯，但是是哪样样子？只有在地安那里不参观咯，人家张康、梁秋，哎，张康、梁秋不咯，张康不跟你。 ဂုံးချိတ်ဘက်ကနေလည်းဝင်လာနိုင်တယ်ပြီးရင်ကျွန်တော်တို့အုံမတိဘက်ကလည်းဝင်ပြီးတိုက်ဖို့အနေထားတွေကိုတွေ့လာရတယ်ပြောရရင်တော့ကိုကန့်ထိန်းချုပ်ထားတဲ့နယ်မြေတွေကိုတော့စစ်ကောင်စီအနေနဲ့ခေါင်းဝင်ကိုဆန်းတော့မှာမဟုတ်ဘူးဒါသူတို့တရုတ်အားကိုနဲ့ပဲညှိနှိုင်းသွားတော့မှာပေါ့နော်အဲ့တော့ကိုကန့်တပ်တွေထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာလေကြောင်းတိုက်ခိုက်မှုမရှိတော့ဖို့တော့ဘူးပြီးရင်ကျွန်တော်တို့ထိတွေ့တိုက်ပွဲတွေလည်းနည်းသွားနိုင်တယ်ပေါ့နော်ရှမ်းမြောက်မှာချုပ်ရမယ်ဆိုရင်တော့ TNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့နေရာတွေမှာလေကြောင်းတိုက်ခိုက်မှုရောစစ်ရေးတင်းမာမှုတွေရောဆက်ပြီးတော့ဖြစ်လာနိုင်တယ်လို့ပဲသုံးသပ်ပါတယ်ခင်ဗျာ စစ်ကောင်စီအနေနဲ့အရှိန်မြောက်တိုင်းစစ်ဌာနချုပ်ကို ပြန်လည်အထိုင်ချတာမျိုးလုပ်နိုင်ပေမဲ့အရင်လိုအင်အားတောင့်တင်းပြီးဘလောက်ထိစွန့်ဆောင်နိုင်မလဲဆိုတာစိန်ခေါ်မှုဖြစ်လာမယ်လို့စီးအကဲခတ်တွေကပြောပါတယ်။လာရှုံမြို့မှာနောက်ထပ်ပြစ်ခတ်တိုက်ခိုက်မှုတွေမရှိစေရေးတရုတ်အစိုးရကိုယ်စားလှယ်တွေပါဝင်တဲ့အပြစ်ရရေးရုံးကိုလည်းလာရောက်ဖွင့်လှစ်မှာဖြစ်ပြီးအဲ့ဒီရုံးမှာစစ်ကောင်စီတပ်နဲ့ကိုကန့်တပ်ကိုယ်စားလှယ်တွေလည်းအတူပူးတွဲရုံးထိုင်မဲ့အခြေအနေရှိတယ်လို့စုံစမ်းသိရှိရပါတယ်ခင်ဗျာ။ ကြည့်ရှုအားပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်စိတ်ဤချမ်းသာခြင်းကိုဤကြမာခြင်းနဲ့ပြည့်စုံကြပါစေမြန်မာပြည်အမြန်ငြိမ်းချမ်းပါစေကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးနှိပ်ပေးကြဖို့တောင်းဆိုပါရစေ။